ရာဒီနေ့ဆန္ဒရဲ့လေးလ2025ခုနှစ်တကြအကြနေ့22လမ်းဓမ္မယုမိသားစုများစုပေါင်းပြီးတော့ဥပုပ်တရင်ဆောက်ကြည့်ကြတယ်အဲ့ဒီဥပုပ်တရင်ဆောက်ကြည့်ကြတဲ့ဥပုပ်ယောဂီတော်တော်ကောင်းတော်တော်ကောင်းတို့အား ယခနေ့ဒေရှန်ကြားနေမှာဟောနာပြညိုကြမဲ့တရားတော်ဒါမင်းလက်စဲခါလောက်ပေါ့ဒါယူမှတ်သားကြမယ်တဲ့အဲ့တော့မင်းလက်စဲခါဒါယူမှတ်သားကြတဲ့တရားတော်မှာတရားတော်ကိုအပေခံလူသားနဲ့ညတ်ဗုဒ္ဓ၏ကရုဏာတရားတော်လို့မှတ်လိုက်ပါဘယ်လိုမှတ်မလဲ ယဗုဒ္ဓဤကရုဏာတရားတော်နော်အပေခံလူသားနဲ့အပေခံလူသားနဲ့ယဗုဒ္ဓဤကရုဏာတရားတော်တဲ့အဲဒါဟောဒီတရားတော်ကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ဒုလကတ္တမြတ်စွာဘုရားသခင်ကိုရောမြတ်သာဝတိညု စေတောချွေးကြောင်းတော်မှာတွင်သုံးရတော်မူတဲ့အချိန်ဟောကြားတော်မူခဲ့တယ်တဲ့ဧကံသမယံဘဂဝါသဝတိယံဝိရတ္တိစိတဝနေနာတဗေဒိကတအာရမေသောလကတောတာမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်အနာတပိန်တည်းကြီးဆောင်းလို့ယူတန်းတယ်ဣတမေသာရှိကဝယ်ယူထားတဲ့ အလားတဝင်တရေကြီးပိုင်တဲ့ဇေတောရွေကြောင်းတော်မှာလျောင်းတိုင်းရက်သွားလေးပါဣရိယာမြတ်တာရှင်ပြောသည်သုံးနေတော်မူတဲ့အစဉ်ဘုံနာဝကြီးတယောက်ဇာယမဲမဲတောက်ရမဲမဲနဲ့ပြင်းနေတဲ့ဘုံနာအိုးတဲ့သာသမီတွေကစွန့်ပြေးထားတဲ့ဘုံနာအိုးဘုရားကျောင်းတော်ကစွန့်ကြွန့်ကြံလေးကြီး ရလို့ရညာဆုံးပြီးတော့ဇေတွန်ချွေးချောင်းတော်တွေကိုရောက်လာတယ်။ဘုနာဝကြီးဇေတွန်ချွေးချောင်းတော်တွေဆွမ်းညာခွန်ကြလေရလို့ရညာရောက်လာပြီးတော့သံဃာတော်အချင်းမြတ်တွေဆုံးကုန်ပြီတဲ့အခါဆွမ်းညာခွန်ကြဝေတဲ့နေရာဌာနဆိုတာအဲ့ဒီဇေတွန်ချွေးချောင်းတော်တွေမှာရှိတယ်။အဲ့ဒီဆွမ်းညာခွန်ကြ ံမာသွန်ကြံကညာလေးကိုသွားပြီးတော့တောင်းမယ်တောင်းပြီးတဲ့ခါကျတော့စားမယ်အဲလိုစားတော့ပြီးတဲ့အချိန်မှာမြတ်စွာဘုရားသခင်ဘုရောမြတ်ကြီးကလည်းပဲသွန်လာတတ်တဲ့တရားတော်မှတွေကိုတရားဟောကြားဖို့တဲ့ဓမ္မဒါနပြင်ဘောကိုကြောင်းနေပြီတရားနာပရိသတ်တွေကလည်းပဲစုံနေပြီတဲ့ အဲ့တော့တရားနာပရိသတ်တွေကလည်းအများကြီးတရားဟောဖို့အဲ့ဒီချိန်မှာဘုရားကလည်းဓမ္မသနာပြေမမှာရောက်တော့အဲ့တော့ဓမ္မယုံမှာမြတ်စွာဘုရားသွားဖို့အလဲမှာ၆လမ်းလေးရှိတယ်အဲ့ဒီ၆လမ်းလေးတည်းမြတ်စွာဘုရားကကြွပြီးတော့ပြေမောင်ကိုရောက်တယ်ပရိသတ်တွေကြားပြီးတော့ဆော့အဲ့ဒါကိုတော့ယနေ့ကတော့အစွန်းလဲမင်းလမ်းလို့ခေါ်ကြတယ်ဒါဆိုလဲနတ်လမ်းလို့ခေါ်ကြတယ် အဲ့တော့ဘလိုပဲကောကောအဲ့ဒီအလဲချောင်းလန်းလေးကနေပြီးတော့အဲ့ဒီပုံနာကလည်းပဲစားကြစားကြကွာမြတ်စွာဘုရားသင်္ကတော်မြတ်ကြီးကျောင်းတော်ကဆွမ်းကြခွင့်ကြလေးကိုစားပြီးတဲ့အခါကျတော့အဲ့ဒီချောင်းလန်းလေးအတိုင်သူကလည်းပဲလာတယ်တဲ့နော်။အိုးတရားနာပိဿအစွန်ပြားမှသူမနာသူမထိုင်ဘူး။ မတိုင်မဲနဲ့မြတ်စွာဘုရားဆောက်သွားတဲ့လမ်းလေးအတိုင်းသူကလည်းပဲရိုင်းတိုင်းရိုင်းတိုင်းနဲ့ပေါ့တောင်ဝေးကလေးနဲ့ရောက်လာဟာဒီဟာလည်းပဲကိုင်းနေပြီပေါ့ခြေတော်နေကလည်းပဲခွင်းနေပြီပေါ့အဲဒီခြေတော်နေခွင်းရိုင်းမဲ့ပြီးတဲ့ခါကျတော့ခန္ဓာကိုယ်ကလည်းရေမကျိုးတာကြတော့အနတ်သက်တွေလည်းပဲကောင်းတယ်အဲဒီမှာရှောက်ပြီးတော့လာရဟန္တာပရိသတ်တွေကလည်းသူ့ကို မတားမြစ်ဘူးတည်ရွယ်စိတ်ထဲမှာတော့ဒါမလာတဲ့နဲ့နေရာကိုလာတယ်လို့အရှုတရားနာပိဋကတ်တွေပါလေဒီလိုထင်းချင်းထင်းမယ်ပေါ့အဲ့မှာဘုံနာကြီးကလည်းပဲကြောင်းပြီးတော့သွားလိုက်တာဘယ်နာရောက်တော့မြတ်စွာဘုရားရဲ့တရားဟောတဲ့ဗလင်နာရောက်သွားတယ်တဲ့ဒီနေ့ဒီဓမ္မယုံမှာဆိုရင်ဒါဥဆောင်ကျင်းပါတဲ့ဒကာကြီးတွေရဲ့ဒကာကြီးတွေကဘုန်းကြီးတွေနဲ့မလမ်းမကမ်းမှာပေါ့ ညမစဉ်ပူဆောင်တဲ့ဒကာမကြီးတော်ကျန်သားတို့လိုကိုအလီနာအေးဘုရားရှင်သာကြောင့်သွားပြီးတဲ့အခါကျတော့ညသောဘုရားသင်္ကတော်မြတ်ကြီးကိုသူကဥတိုင်းလိုက်တယ်တဲ့အဲဒီလိုဥတိုင်းတဲ့ချိန်မှာညသောဘုရားသင်္ကတော်မြတ်ကြီးကကိစ္စင်ဘောယမနခမဏီယံကိစ္စယမနီယံကိစ္စင်ဘောယမနာ ကမဏိယဘုရားကြီးကြမ်းကြမ်းမာမာရှိပါရဲ့လားကမဏိယကြမ်းကြမ်းမာမာရှိပါရဲ့လားကိစ္စရာပဏိယမြတ်မြတ်တတ်တာရှိပါရဲ့လားညမလိုတက်တဲ့ပြဲတော်နိဘုရားကြီးဒီကောင်ကြမ်းမာရဲ့လားလို့မြတ်စွာဘုရားကနှုတ်ဆက်စကားပြောလိုက်တယ်ဘုရားကြီးကဘယ်သူ မှအငြင်းတည်းယူမရှိဘူးမရှိတဲ့ပြဒီတဲကထွက်သွားစေခြင်းတဲ့ပုံကိုယ်ဒီကရှိကောင်းရှိမယ်အဲ့ဒါကိုမြတ်စွာဘုရားကအနှုတ်ကနေပြီးတော့မထွက်လာအောင်မြတ်စွာဘုရားမြတ်စွာဘုရားကဒါနှုတ်ဆက်လိုက်တဲ့သဘောတရားအဲ့တော့ပုံနာရှင်သူလည်းဘယ်သူမှအလေးမပြုအလေးမယူတဲ့ပုံနာကြီးကိုမြတ်စွာဘုရားကအရေးတည်းယူတဲ့ပုံနာကြီးကျမ်းကျမ်းမှမှရှိရဲ့လားလေကောင်းကျမ်းမှရဲ့လားလို့နှုတ်ဆက်လိုက်တော့ သာသမိလေးပါပြတာပါဝိသေကလည်းသူဘလူမလေးမနာတာမြတ်စွာဘုရားကအလေးထားနှုတ်စလိုက်တော့ကုနာကြီးတော်တော်ဝမ်းမြောက်ဝမ်းသာဖြစ်တော်တော်လေးထောင်းကြရရသွားတယ်အရင်ကတော့အငယ်အလွယ်ပြီးတော့ငါသာသမိလေးကလည်းပြတာတယ်ဘာဝဉ္ဇဉ်ဆိုတာကတော့ပြောနေတော့တယ်ပေါ့သာသမိလေးမြတ်သားလို့လည်းပဲတောင်းစားတဲ့အနေသားကိုရောက်အဲ့လိုမြတ်စွာဘုရားကနေကောင်းပြမရဲ့လားလို့ဘုရားကြီးကိုမေးလိုက်တော့ ဘုံနာကြီးကမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကိုကြောက်ကြတဲ့အတိတိကောမေပန်ဒီဓမ္မိတော်အသက်ကရှင်းစင်ကျော်ပြီဘုရားဓမ္မိတော်အသက်ရှင်းစင်ကျော်တဲ့အတွက်ကြောင့်မလို့စိန်တော်ဓမ္မိတော်ရဲ့အယိုးရိအသားရိကဆွေးမြေ့နေပြီဘုရားစိန်တော်ဥရဲဆိုတာ အယိုးတွေအသားတွေဆွေးမြေ့တာကိုပဲဟိုလေလွတ်လေလို့ပြောရဇေနာတမိတော်အိုဘီဘုရားဘုံတော်အသက်ကလည်းလုံးတမ်းမှကြည်ပြီဘုရားမာလကောအကျွဲကလည်းပဲလုံးမှပြီဘုရားအတ္တတော်ရှင်တော်ဘီကိုလည်းပဲတမိတော်ရှောင်းခဲ့ပါပြီဘုရားဝေယောအနုပါဒတမိတော်နောက်ဆုံးအကျွဲကိုရောက်နေပြီဘုရား ောက်ဆုံးရွယ်ဆိုတော့သီကာညိပိဘောမြန်မာလိုတက်တဲ့ကြားရတော့တပည့်တော်မကြံခင်မဲ့တရားမဲ့ဒီတော်ကိုရောက်နေပြီဗျာနောက်ဆုံးရွယ်ကိုရောက်နေပြီဗျာအဲ့လိုနောက်ဆုံးရွယ်ရောက်နေတဲ့အတွက်ကြောင့်မလို့တပည့်တော်နေလို့လည်းမကောင်းဘူးဗျာ ထိုင်လို့လည်းမကောင်းဘူးဗျာအထိုင်တာလည်းမကောင်းတော့ဘူးဗျာစားလို့တောက်လို့လည်းမကောင်းတော့ဘူးဗျာညဇောကကနေကောင်းကြမှာရလားလို့ပြီးတာဟုတ် အဲ့တော့ဘုန်းသားကြီးကတပည့်တော်စားလို့လည်းပဲမကောင်းတော့ဘူးဗျာညံ့ညားလည်းပဲတပည့်တော်အိမ်မပြောတော့ဘူးဗျာအတိုင်းထားနေလည်းမကောင်းတော့ဘူးဗျာလက်စွာဗျာကိုစောက်ထားနေတာဒါနဲ့မကောင်းဘူးတပည့်တော်သာသမီတွေကလည်းမကောင်းဘူးဗျာသာသမီတွေပြစ်ထားလို့စွမ်းညာကွမ်းညာတောင်းစားရတဲ့နေရာဒီလိုမို့လားအေးဘုန်းသားကဘုန်းသားဝကြီးကမကောင်းတာတွေပဲစောက်ထားနေတယ် အဲ့လိုကြောက်သားပြီးတော့မှပုံနာကြီးကမြတ်စွာဘုရားကိုဆက်လက်ပြီးတော့ကြောက်သားတာကအရှင်မယားတပည့်တော်ထိုင်လို့ဓာလို့စားလို့ကောက်လို့မကောက်အိမ်လို့လည်းမကောက်ဒါသမီးတွေလည်းမကောက်တော့ဘူးဗျာဒါကြောင့်မလို့ဂိန်သူရဝါဇရာသာတို့အိုတဲ့ကမှာကောင်းတဲ့အရာကဘာလေးများရှိတယ်လဲဗျာအိုတဲ့ကမှာကောင်းတဲ့အရာကဘာပါလဲဗျာ ။ဒါပေမဲ့ဩရေအကမှာကောင်းတဲ့ဇာတိကိုသိကျင်တယ်လို့မြတ်စွာဘုရားကိုဆောက်။ဒီတော့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးပြန်လဲပြီးတော့ဝင်ကြတော့ဉာဏ်ကြတော့မူလာကဒီလံယာဝဇရာသာဓု။ဩရေအကမှာကောင်းတာသီလပဲတဲ့။ဩရေအကမှာကောင်းတာဘာလဲလဲ။ဩရေကမ္မကောင်းတာသီလပဲ အဲ့ဒီသီလဟာကာယဒုစရိုင်းဝစီဒုစရိုင်းမနောဒုစရိုင်းတဲ့ကာယဒုစရိုင်းသောဘာသူရဘာသကိုမတတ်ဘူးသူရဘာဥစ္စာတွေကိုမကိုဘူးသူရဘာသားမရတဲ့ကိုမမြမဘူးအဲ့ဒီကာယဒုစရိုက်တွေကိုမလုံတာကိုသီလစောင့်တယ်သီလစောင့်နေတယ်သီလ